ဒီနေ့တင်ဆက်ပေးသောမှာကတော့ United ပြန်လည်ထူထောင်ခြင်းမှာသူရဲကောင်းဖြစ်ခဲ့သူစာဘော်ဘီချာတန်အကြောင်းပဲဖြစ်ပါတယ်။ Manchester United အသင်းနဲ့အင်္ဂလန်ဘောလုံးအသင်းအတွက်မရှိမဖြစ်အရေးပါတဲ့ကစားသမားတယောက်အင်္ဂလန်ဘောလုံးသမားတွေထဲမှာဥရောပဖလားကမ္ဘာဖလားဘောလုံးဒီရောစတဲ့အစိုးရစိတ်တွေအားလုံးကိုပိုင်ဆိုင်ခဲ့ဘူးသူ တူရီရီသောကစားသမား20ရာစုရဲ့အကောင်းဆုံးကစားသမား10ယောက်ထဲမှာမာရာထိုနာပီလီတိုနဲ့အတူတူပါဝင်ကစားခဲ့တဲ့ကစားသမားအဲ့ဒီကစားသမားကတော့ဆာဘော်ဘီချာတန်ပဲဖြစ်ပါတယ်ဘော်ဘီချာတန်ကို1938ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီးတော့ငယ်စဉ်ကတည်းကမန်ချက်စတာယူနိုက်တက်အသင်းမှာကစားခဲ့တာပဲဖြစ်ပါတယ်ဆာဘော်ဘီချာတန်ကကွင်းလယ်နေရာတော်တော်များများနဲ့တောင်ပိုင်းနေရာတွေမှာကစားနိုင်တဲ့အသင်းမှာလည်းအဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တာပဲဖြစ်ပါတယ် Baby Baby ဆိုတဲ့စာပေါ်ဘီချန်တန်တို့ရဲ့အတင်းကအဲ့ဒီအချိန်မှာခြေစွမ်းကအလွန်ကောင်းမွန်ခဲ့ပြီးတော့ပြည်တွင်းဖလားတာမကဥရောပဖလားတွေကိုပါသိမ်းပိုင်နိုင်ခဲ့တဲ့အတင်းတင်းလဲဖြစ်ခဲ့ပါတယ်1958ခုနှစ်မြူနစ်အိမ်မက်ဆိုးဆိုတဲ့လင်းမတော်ဆမှုမှာစာမက် Baby ရဲ့လူငယ်တော်တော်များများကိုဆုံးရှုံးခဲ့ရပြီးတော့ Baby Baby ဆိုတဲ့အတင်းကပျက်စီးသွားခဲ့ရပါတယ်လင်းမတော်တော်ဆမှုမှာမန်ယူကစားသမားအချို့ကကံကောင်းစွာအသက်ရှင်ကြံရင်းခဲ့ပါတယ် စာဘောဘီချာတန်းကလည်းအသက်ရှင်လွတ်မြောက်ခဲ့ပြီးတော့ဘောလုံးပြန်လဲကစားနိုင်ရပြီးတော့ကစားသမားတွေကတယောက်လည်းဖြစ်ခဲ့ပါဗျ။မြူးနစ်အိမ်မက်ဆိုးဖြစ်ခဲ့ပြီးတော့၈နှစ်အကြာစာဘောဘီချာတန်းကအင်္ဂလန်အသင်းနဲ့အတူအင်္ဂလန်ဘောလုံးအသင်းရဲ့တမိုင်းတစ်လျှောက်ပထမဆုံးသောကမ္ဘာဖလားကိုစုကူးနိုင်ခဲ့ပါဗျ။အင်္ဂလန်အသင်းရဲ့ကမ္ဘာဖလားသင်းပိုက်ရပါဗျ။စာဘောဘီချာတန်းကအင်္ဂလန်အသင်းအတွက် ပွဲပေါင်း106ပွဲကစားခဲ့ပြီးတော့49ခုအထိသွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်1968ခုနှစ်မှာတော့ Manchester United အသင်းနဲ့အတူဥရောပဖလားကိုသိမ်းပိုင်နိုင်ခဲ့ပြီးတော့စာပေါ်ပြီးခြားတဲ့အကောင်းဆုံးခြေစမ်းနေတဲ့အတူအသင်းရဲ့အဓိကကစားသမားလည်းဖြစ်ခဲ့ပါတယ် Manchester United အသင်းက1968ခုနှစ်မှာရရှိခဲ့တဲ့ဥရောပဆူပလာကြောင့်ပဲအင်္ဂလိပ်ကလပ်တွေထဲမှာဥရောပဖလားရရှိခဲ့တဲ့ပထမဆုံးအသင်းတစ်သင်းလည်းဖြစ်ခဲ့ပါဗျ။ Manchester United အသင်းရဲ့အိုးထွားဖို့ကစားခွင့်ရှိမှရှိတဲ့ ရဲသုံးပေါ်ရုပ်ထုကစာပေါ်ဘီချာတန်ဒန်နစ်လောနဲ့ဂျော့ချ်ဘက်တိုရဲ့ရုပ်ထုတွေပဲဖြစ်ပါတယ်။စာပေါ်ဘီချာတန်ကအသက်86ခုနှစ်မှာကွယ်လွန်သွားခဲ့ပါတယ်။စာပေါ်ဘီချာတန်ရဲ့ကွယ်လွန်မှုကမန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တွေသာမကပဲကမ္ဘာဘောလုံးပရိသတ်တွေကိုပါလှုပ်ခတ်သွားခဲ့ပါတယ်။စာဘောဘီချာတန်ကမြူနစ်အိမ်မက်ဆိုးဖြစ်ပြီးမန်ချက်စတာယူနိုက်တက်အသင်းကိုပြန်လည်ထူထောင်တဲ့အချိန်တွေမှာအသင်းနဲ့အတူသူရဲကောင်းအဖြစ်ပါဝင်ခဲ့ပြီးတော့စူပလာတွေကိုသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဆုံးထိကြည့်ရှုပေးကြရတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါရယ်အားကစားသတင်းအစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေရကြော MM Media ရဲ့ Facebook YouTube TikTok တို့ကိုလိုက် and Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါရယ်ဘောလုံးမဲတိုင်းလိုက်ကြည့်ရှုခြင်းနဲ့ပရိသတ်များအနေနဲ့ www.mm.stream မှာလည်းခမဲတိုင်းလိုက်ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြအောင်သတင်းကောင်းပိုင်းနဲ့နောက်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်တို့အစီအစဉ်တင်ဆက်သူဖပါလေးပဲဖြစ်ပါတယ်